တွင်ဒုတိယသတင်းပိုင်းရဲ့ကြာသပတေးနေ့ရှင်လူကာအေဝံဂေလိကျမ်းအခန်းကြီး16အခန်းငယ်19မှ31တခါကခရမ်းရောင်ပိတ်ချောတယ်များကိုဝတ်ဆင်းရက် စားတော့ပွဲကိုနေ့စဉ် ခန်းနာစွာကျင်းပ၍စည်းစိမ်ခန်းစားတတ်သောတထေတူရှိသူ၏အိမ်တကားအနီးတွင် လာဇရုအမည်ရှိသောတရောင်းစားတစ်ယောက်သည်အနာစိမ်းများနှင့်တကိုယ်လုံးပြည့်လျက် လဲလျောင်းနေလေ၏သူသည်တထေးစပွဲမှကြာသည်စားเสียအပိုင်းစာများကိုစား권ရရန်အလိုရှိခဲ့၏ထို့အပြင်ခွေးတို့သည်လည်းလာ၍သူ၏အနာစိမ်းများကိုရက်ကြ၏ထိုတောင်းစားသေးဆုံးသောအခါကောင်းငင်တမန်တော်တို့သည်သူကိုအာဗြဟံ၏ရင်ဝင်သို့တည်ဆောင်သွားကြ၏တထေးသည်လည်းတည်ဆုံး၍တကြွချင်းခံရ၏ သူသည်မရဏနိုင်ငံ၌ပြင်းထန်စွာဒဏ်ခံနေရစဉ်အထက်သို့မော်၍ကြည်လင် အဝေး၌အာဗရာဟံကို၎င်းအာဗရာဟံရင်ခွင်၌လာဇရုကို၎င်းမြင်လေ၏ထိုအခါသူက"အိုးအဖအာဗရာဟံအကျွန်ုပ်ကိုတနာတော်မူပါအကျွန်ုပ်သည်ဤမိရှံထဲ၌ပြင်းထန်စွာဒဏ်ခံနေရပါသောကြောင့်လာဇရုသည်သူ၏လက်ချောင်းများကို ရေတွင်နှိပ်၍ကျွန်ုပ်၏ရှာကိုအေးစေခြင်းက သူ့ကိုစေလွတ်တော်မူပါဟုအော်ခိအတနာခံလေ၏သို့သောအာဗြဟံကငါသားသင်အသက်ရှင်စဉ်အခါကစည်းစိမ်ချမ်းသာခံစားခဲ့ရသည်ကို၎င်းလာဇရုဒီကဆင်းရဲဒုက္ခခံခဲ့ရသည်ကို၎င်းတတိယလောယခုမှမူသူသည်နှစ်သိမ့်ခြင်းခံရ၍သင်သည် ပြင်းထန်စွာဒဏ်ခံရပြီထို့အပြင်ငါတို့နှင့် သင်တို့အကြားတွင် နက်ဆိုင်သောကြောက်ကြီးတစ်ခုကို ထားရှိသည်ဖြစ်၍ဤနေရာမှတင်တို့ဘက်သို့၎င်းတင်တို့ဤနေရာမှငါတို့ဘက်သို့၎င်း ကူးဖြတ်လိုသူတို့သည် မတတ်နိုင်ကြဟုပြန်ပြောလေ၏ထိုအခါသူကအဖဤသို့ဖြစ်လင်လာဇရုအားကျွန်ုပ်၏အဖအိမ်သို့ဆေလွတ်ပါရန်တောင်းပန်ပါသည်အကြောင်းမူကားကျွန်ုပ်၌ညီငါးယောက်ရှိ၍သူတို့သည်လည်းဒဏ်ခံရမည်ဤအရတ်သို့မရောက်ကြစေခြင်းငါ လာဇရုသည် သူတို့ကိုသတိပေးနိုင်ပါသည်ဟုဆို၏တို့ရာတွင်အာဗြဟံကသူတို့၌မိုးဆက်နှင့်ပရောဖက်များရှိကြ၏ထိုသူတို့၏စကားကို သူတို့နားထောင်ကြပါစေဟုဆို၏ထိုကသူက ထိုတို့မဟုတ်ပါအဖအာဗြဟံတေလွန်ပြီးသောသူတို့ထဲမှတယောက်သည်သူတို့ထံသို့သွားလင်မူသူတို့သည် နောင်တရကြပါလိမ့်မည်ဟုဆိုပြန်၏ အာဗြဟံကလည်းသူတို့သည်မိုးဆက်နှင့်ပရောဖက်တို့၏စကားကို နားမထောင်လင်းသေလွန်သူတို့ထဲမှတစုံတစ်ယောက်ထမြောက်လာတော်လဲသူတို့ယုံကြည်ကြလိမ့်မည်မဟုတ်ဟူ၍သူအားဆိုသည်ဟု မိန်တော်မူ၏ယေရှုခရစ်တော်သခင်မွန်မြတ်သောဧဝံဂေလိတရားတော်ပေတည်အတ္တအတွင်း၌ပိတ်လောင်ခံထားရခြင်းဘာတွင်ကလား ကျွန်တော်တို့တယောက်စီရဲ့အတ္တအတွင်းကပိတ်ဆောင်ခံထားရခြင်းမှနေယုံထွက်ဖို့ကြိုးစားရတဲ့ကာလလည်းပဲဖြစ်ပါတယ်။ဒီနေ့တထေးကြီးနဲ့လာသရူပုံအမြင်ကိုတခင်သူပြောပြလာပါတယ်။အလားတူအဖြစ်ပြက်များဟာဒီနေ့ဒီချိန်ကျွန်တော်တို့အလယ်မှာလည်းပဲဖြစ်ပြက်နေတော့မှဖြစ်ပါတယ်။အတ္တကြီးမှလုံအောင်ကြီးတယ်။ကိုယ့်ရဲ့ပိုင်ဆိုင်မှု ကိုယ့်ရဲ့စီစဉ်ဥစ္စာ ကိုယ့်ရဲ့အာယုံခံစားမှုပေါ်မှာပဲ ချုပ်နှောင်ထားပြီးကိုယ့်ရဲ့အတ္တတွေကနေပြီး မလွံ့မြောက်နိုင်ကြတဲ့သူများများစွာရှိပါတယ်။ဒီအရာတွေပေါ်အာယုံစုဆိုင်လုံအောင်ကြည့်ပြီးကိုယ့်ရဲ့အိမ်တကားပေါ်မှာရှိတဲ့လိုအပ်နေတဲ့ပုံကိုယ်တွေရဲ့လိုအပ်ချက်ကိုတော့မတွေးနိုင်တဲ့အခြေအထိကိုဖြစ်နေကြတဲ့အခြေအနေတွေတည်းများစွာရှိပါတယ်။ဒါမျိုးအဖြစ်အခြေအနေကနေလွံ့မြောက်ဖို့အတွက်စူးစမ်းရတဲ့ရုံကန်ရတဲ့ကာလဖြစ်ပါတယ်။ဒီပါစကား နဲ့နဲ့ဟာဒါကိုဖော်ပြနေပါတယ်ကျွန်တော်တို့တယောက်စီမလွတ်နိုင်ဘူးရုံမထွက်နိုင်ဘူးခိုင်မာလွန်အားကြီးတဲ့အတ္တအချုပ်နှောင်ကနေပြီးတော့သူကိုယ်တိုင်ထွက်ပြပေးပြီးကျွန်တော်တို့တယောက်စီကိုလည်းပဲထွက်ဖို့အတွက်ခွန်အားကျေးဇူးတော်အတွင်းသက်စွမ်းအားဖြင့်လည်းအမြဲတမ်းပဲခေါ်ထုတ်လျက်ရှိတယ်ဆိုတာကိုသိကြမှလည်းပဲဖြစ်ပါတယ်အပေးနိုင်ဆုံးပုံကိုဖြစ်ပါတယ်ပေးနာကအနိစ္စတဲ့လူရဲ့လိုအပ်ချက်ကို အမြင့်ဆုံးပုံကိုလည်းဖြစ်ပြီးမြင်တဲ့အတိုင်း တကယ်တနာညာတာစိမ့်နဲ့ရက်ရောစွာကိုယ်မှာဘာမှမရှိတဲ့အချိန်အထိအဆင့်အထိရောက်အောင်ကို ပြန်လဲပြီးကိုယ့်ရဲ့အတ္တတွေကနေထွက်နိုင်တဲ့ပုံကိုတဘာကိုကျွန်တော်တို့ပါစကားပွဲမှာတွေ့မြင်ကြပါတယ်ပထမကျမ်းမှကြားတာလည်းဒါပဲဖြစ်ပါတယ်ဂျေရမိုင်းယပြောတယ်ဘုရားကိုမမြင်တော့တဲ့အထိရောက်အောင် ကိုယ့်ရဲ့အတ္တဘောကိုယ့်ရဲ့အစွမ်းစတစ်ခုတည်းဘောမိခိုလုံးချင်းအာကိုလုံးချင်း အခြေအနေအတိတ်ပဲကတော့အတူတူပဲဖြစ်ပါတယ်ဒါကြောင့်ဒီဘဝတွင်းကာလဟာဒီလိုအခြေအနေကနေရုံထွက်ဖို့ကြိုးစားတဲ့ကာလဖြစ်တယ်တကယ်ထွက်ဖို့မလွယ်ဘူးမှန်တယ်သို့သောထွက်ဖို့လွယ်အောင်သူ့ရဲ့ပါစကအဖြစ်ပြက်ကဖြစ်ပြက်ခဲ့ပြီဆိုတာကိုကျွန်တော်တို့နားလည်ကြမှာလည်းပဲဖြစ်ပါတယ်ကိုယ့်ရဲ့အတ္တနဲသွားလေလေပင်နာကလိုအပ်တဲ့သူများရဲ့လိုအပ်ချက်ကိုပို့တွေ့လေလေပို့ပြီးတော့ရရောနိုင်လေလေပေးဆက်လာနိုင်လေလေပဲဖြစ်ပါတယ်ဒါဟာကျွန်တော်တို့တယောက်စီကိုခေါ်နေတဲ့လမ်း ပါစကားရဲ့လမ်းလွတ်မြောက်ရာလမ်းလည်းပဲဖြစ်ပါတော့တယ်တပည့်တော်အတ္တမအတနေ့တခြားယုံထွက်နိုင်ရာတပည့်တော်ကကဲမတော်မူပါ